မင်္ဂလာပါရှင်။ဘာမခဲ့တဲ့တရင်ဌာနမှပြန်လေးကြိုးဆိုလိုက်ပါရရှင်။ယခုချိန်မှစပြီးဇွန်လ16ရက်နေ့စိတ်ဝင်စားဝယ်ထိတ်တန့်ရောက်တရင်များကိုအစီအခံတင်ဆက်ပေးပါမယ်ရှင်။ပရမောဆုံးတရင်နေနဲ့မူဆယ်105မိုင်တွင်မြောက်ပိုင်းမှာမိညင်အောင်၃ဘွဲကထိန်ချုံအခွန်ကောက်နေမှုကိုမင်းအောင်လိုက်နဲ့ပို့ချုံများကခြေနဲ့မှုမရှိတော့လဲတရုတ်ဤဘီယာကြောင့်ဘာမလုံမရဟုဆိုဆွဲတဲ့တရင်မျိုးဖြစ်ပါရရှင်။ ရှမ်းပြည်နယ်မြောက်ပိုင်းရှိမြောက်ပိုင်းမဟာမိတ်အညီနောင်၃ဘွဲကတိမ့်ပိုက်ထားသောမူဆယ်တရငါမိုင်ကုံသွေးရေးဆောင်တွင်အခွန်ကောက်နေမှုကိုမင်းအောင်လိုင်းနှင့်ပူချုပ်များကစိတ်နှက်မှုမရှိတော့လဲမင်းအောင်လိုင်းနှင့်ပူချုပ်များမှဘာမှလုပ်ရမရကြောင်းနေပြီးတော့စစ်ဘက်တရင်ရင်မြစ်ကပြောဆိုသည် တရုတ်ဤချောင်းဝင်စေစမှုဖြင့်စစ်ကောင်စီက MNDAA နှင့်တရုတ်နှင့်အပြစ်ခတ်ရဆဲရေးဆွေးနွေးခဲ့ရာတွင်လာရှိုမြို့ပောင်းဝင် MNDAA ကတိမ်ပိုက်ထားသောနေမြေတချို့ကိုပြန်လည်ပေးအပ်ရေး MNDAA ဤထိုးစစ်များရပ်တန့်ရေးရောက်ရှိသည့်နေရာတွင်အပြစ်ခတ်များရဆဲပြီးနေဆက်ကုံတို့ရေးပြန်လည်ဖွင့်လှစ်ရေးအကြောင်းအရာများပါဝင်ခဲ့ကြောင်းဆွေးနွေးမှုများတွင် MNDAA ဦးဆောင်ခဲ့သောမြောက်ပိုင်းမဟာမိတ်တုံးဘွယ်ကတိမ်ပိုက်ထားသောမူဆယ်တရ၅မိုင်ကုံတို့ရေးဇုံရင်းစစ်ကောင်စီကပြစ်ခတ်တိုက်ခိုက်မှုများမလုပ်ရန်လည်းပါဝင်ခဲ့ကြောင်းသိရှိရသည် သဘောတူညီတဲ့အထက်မှာနေဆက်ကုံသွေးပြန်ဖွင့်နိုင်မှုအတွက်တနန်းတံမပေါ့ဖို့နဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေကိုနှစ်ဖက်စလုံးကလုံးဝမလုပ်ဖို့ဆိုတာပါတယ်။မူဆယ်105မိုင်မှာတစ်ဖက်ကအခွန်ကောက်တာကိုတက်မတော်ကကြီးကြီးပြည့်ပြည့်သဘောတူခွင့်ပြုတာမျိုးတော့မဟုတ်ဘူး။ကြီးကြီးနဲ့နဲ့နဲ့ခွင့်ပြုထားတာမျိုးတော့ဟုတ်မနေဘူး။သို့တော်လည်းဘာမှတော်လုံလုံမရတဲ့အခြေအနေမျိုးလို့နားလဲပါတယ်ဟုနေပြည်တော်စစ်ဘက်တရင်ရှင်မြင့်ကပြောဆိုသည်။ သူရရီစစ်ကောင်စီကတရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက်မြောက်ပိုင်းမှာမိတ်သုံးဘွဲကထိန်းချုပ်ထားသောမူဆယ်တရ၅မိုင်ကုန်သွယ်ရေးစုံလင်ချောင်းနှင့်ကျင်းစန်းကျော်ကဲကိုကုန်တင်ရင်များနှင့်နယ်စပ်ကုန်သွယ်များအသုံးမပြုနိုင်ရန်နီလန်းမျိုးစုံမြင့်တားစီနိုင်ပြီးယခုစစ်ကောင်စီကဆောင်ရွက်နေသောတရားမဝင်ကုန်ပစ္စည်းများကိုဖမ်းဆီးနေခြင်းမှာရှင်ကိစ္စများဆက်ဆက်နေကြောင်းသိရှိရသည်။မှန်ဆချက်အနေနဲ့ပြောရရင်တော့တစ်ဖက်ကထိန်းချုပ်ထားတဲ့ကိန်းနဲ့လမ်းကြောင်းကိုမတုံ့ဘူးတော့ တပ်ဘက်ကလုံမှာပဲအခုလုံနေတဲ့တရားမွင့်ကုံစီတွေဖန်စီထိန်းသိမ်းတဲ့စီမံချက်ကလည်းငခုကလေးက EAO တွေအတွက်အခွင့်ရနေတာတွေငွေရနေတာတွေကိုဖျက်တောက်ဖို့လိုပါတယ်တပ်ဘက်ကခိုင်းတဲ့လမ်းကြောင်းကထွက်လာတဲ့ကားတွေနဲ့ကုံတွေကိုတပ်ကထိန်းချုပ်တဲ့နေရာတွေဝင်လာပြီးဖမ်းပြီးအလုံးမလုံးမရတော့အောင်အဲ့ဒီခိုင်းတဲ့လမ်းကြောင်းတွေမတုံတော့အောင်လုံမယ်လို့ထင်ပါတယ်ဟုနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကရှင်းပြသည်ယခုလမ်းမြေဆူလိုင်းလန်တရနေ့မှာစတင်၍ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်တရ၅မိုင်တွင်မြောက်ပိုင်းညင်နာမမဲတုံမွဲကဖျက်တမ်းတဲ့ ်ကားများနဲ့ကုန်ပစ္စည်းများကိုအွန်လိုင်းမှတဆင့်အခွန်ကောက်ကန်သွားမည်ဖြစ်ကြောင်းမြောက်ပိုင်းမှာမိတ်တုံးဝဲကစွန်းလဆယ်ရည်နေတွင်ကြေညာခဲ့သည်။လာမည့်ဇူလိုင်လ၁ရက်နေ့မှစတင်၍မူဆယ်တရငါမိုင်ကျင်းဆန်းကျော်ခဲ့တွင် မဟာမိတ်ညီနောင်သုံးဘွဲ၏အကောက်ခွန်ဌာနကကုံသွယ်မှုအသွင်းထုတ်ဇူဒီဆောင်နှုံးများကိုစီမံခန့်ခွဲမိဖြစ်ပြီးကျင်းနံကုံစီဘူးဆောင်ရည်ဌာနကဆိုဝါလုပ်ငန်းများကိုစီမံခန့်ခွဲမိဖြစ်ကြောင်းထို့ကြောင့်တရုတ်မြန်မာနယ်စပ်ခိတ်ပေါက်များပုံမှုဖွင့်လှစ်လာတဲ့နေ့အများကုံကံများဝင်ထွက်များလာခြင်းကြောင့်အွန်လိုင်းကုံသွယ်မှုအခွန်ဆောင်တင်ပြခြင်းစနစ်နဲ့ရေမပုတ်တင်ခြင်းစနစ်များကိုအဆင့်မြင့်တင်မိဖြစ်ကြောင်းသိရှိရသည်ထို့ကြောင့်နယ်စပ်ကုံသွယ်များဇူဒီဆောင်ကုမ္ပဏီများ ကုန်ကားဂိတ်များအခွန်ဆောင်မှုများလှုပ်ဆောင်နိုင်ရန်အတွက်ဇူလိုင်လ၁ရက်နေ့မတိုင်မီမမင်းညင်အောင်သုံးဘွေအကောက်ခွန်ဌာနလာအောက်ခံစင်တာကုန်စည်ပို့ဆောင်ရေးဌာနတွင်ကုမ္ပဏီမှတ်ပုံတင်ခြင်းနှင့်ရွှေမှတ်ပုံတင်ခြင်းများကိုပြီးစီအောင်လှုပ်ဆောင်ရေးလိုအပ်ကြောင်းကိုရိုင်းချိုတင်အခွန်ကောင်းဖွင့်ခြင်းရှင်ဝင်ထွက်ဇုတ်တဲမှတ်ပုံတင်ခြင်းနဲ့ကပြများထုတ်ပေးခြင်းများကိုမမိတ်ညင်တော်၃ဘွေအကောက်ခွန်ဌာနကလှုပ်ဆောင်ပေးမိဖြစ်ကြောင်းကြေညာထားသည် ဇူလိုင်လ၁ရက်နေ့နေဆက်ကုံတော်ရေမစတင်မီမပုံတင်ခြင်းများဆောင်ရွက်ရမည်ဖြစ်ပြီးဇူလိုင်လ၁ရက်နေ့နောက်ဆုံးအွန်လိုင်းစနစ်ဖြင့်အခွန်ဆောင်ရွက်တင်ပြရန်လိုအပ်ကြောင်း လုပ်ငန်းများအခွန်ဆောင်တဲ့အချိန်နှောင်းနေကြမ်းကြမှုမဖြစ်စေရန်ဆိုင်ရွက်ဆရန်ထောက်ထားများကိုအမြန်ဆုံးပြင်ဆင်ထားရန်မြောက်ပိုင်းညိနှောင်းမမိတ်၃ဘွဲကမူဆယ်105မိုင်ကျင်းစန်းကျော်ကေရင်တရဝင်းကြီးညာထားသည်အကြမ်းမဲ့ဆက်ကောင်စီကတရုတ်၏ချောင်းဝင်စေဆံမှုဖြင့်ဆက်ကောင်စီတန်းတို့ MNDA ကလာရှုကိုပြင်လဲပေးရခဲ့ပြီးနောက်တရုတ်မြန်မာနေဆက်ကုံသွေးရေးပြင်လဲစတင်ရန်ကြိုးပမ်းလာရာယခုနောက်ဆုံးတွင်မြောက်ပိုင်းညိနှောင်းမမိတ်၃ဘွဲကမူဆယ်105မိုင်နှင့်တရဝင်းအခွန်ကောက်ကက်မီဖြစ်ကြောင်းကြေညာလာခဲ့ခြင်းဖြစ်သည် ဆက်လက်ပြီးကြောက်ဖြူတို့တက်ပြောင်းလာသောခမရ213ဒုတိယရေမှုဘုံမှုဝင်သစနိုင်ပါဖြင့်ပြက်ကတ်ခံရပြီးသိဆုံးအင်းနှင့်တိုက်ပွဲများတွင်စစ်မှုရန်တပ်သားတဲ့အများပြသိဆုံးပြီးစစ်သားရာချီလက်နက်ချဆွဲတဲ့တွင်ကိုတင်ဆက်ပေးပါမယ်ရှင်။ ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်သို့အပြောင်းရွှေ့ဖြစ်ရာထူးတိုးပြောင်းရွှေ့လာသော ခမရ213မှာထူးတည်ရင်မှုဘုံမှုဝင်တန်းသည့်တည်ရင်မှုတို့ပြောင်းရွှေ့တရင်ပေါ်ပြီးအပြန်ရခိုင်တပ်မတော်အေပစ်ခဲ့တဲ့စနိုက်ပါကြီးထိရွေ့သိမ်းဆုံးခဲ့သောစစ်ဘက်တရင်ရင်းမြင်းများကိုကိုကာ၍စီရင်ပူစည်းစင်ရောကရှန်ကုန်ခေတ်တည်ရင်ဌာနထံသို့ပြောဆိုသည်မြစ်ကြီးနားခြေဆိုင်မြောက်ပိုင်းစစ်ဌာနချုပ်မှဘုံမှုဝင်တန်းသည့် ်ဦးစည်းရရှိဒုတိယရန်စရဲ A2 အဖြစ်တာဝန်ထမ်းဆောင်နေရာမှာမေလ26ရက်နေ့တွင်ကြောက်ဖြူရှိတရင်တို့လေးချောင်းခီးစင်မြင့်ပြောင်းရွှေ့လာခဲ့ကြောင်းသိရှိရသည်ဒီဘုံမူကမြစ်ကြီးနာမဘာကာကနေဦးစီးအရာရှိဒုတိယရန်စီရဲ့ A2 ကနေ26ရက်နေ့9လကနေမှပြောင်းလာခဲ့တာပြောင်းဝေးပြီးချင်းလေရင်ကျုံနဲ့တခါတဲ့ချောက်ဖြူလျှောက်တဲ့တရင်မှုစကန်တိုင်းနေစီကိုသွားပြီးတော့တရင်မှုကိုတရင်ပို့တယ်တရင်ပို့ပြီးပြန်လာမှစနိုက်ပါထိပ်ပြီးတိတ်သွားတာပဲဟုစီဒီမ်ဘူကြီးစင်ရောကရှန်ကုန်ခဲ့တဲ့တရင်ဌာနထံသို့ပြောကြားသည် တည်ဆုံသောသူဘုံမူဝင်တိုင်းမိမဖြစ်သူသည်လည်းမြစ်ကြီးနားတွင်အတောင်ရင်ချက်နှင့်တူရဲတို့ဖြစ်ကြောင်းသိရှိရသည်လက်တလုံးတပ်သရင်ရှိမြများ၏အဆိုအရကြောက်ဖြူမျိုးနှင့်တိုက်ပွဲများတွင်အေကအသာစီရရှိနေပြီးစစ်ကောင်စီတပ်ဗတ်မှတည်ဆုံမှုများပြားနေကြောင်းတည်ဆုံသူများတွင်စစ်မှုထံတတသည့်အများပြားပါဝင်နေပြီးစစ်မှုရန်ပတ်စဉ်9နှစ်10မှတတသည့်အများပြားတည်ဆုံနေကြောင်းသိရှိရသည်ကြောက်ဖြူမျိုးနှင့်တိုက်ပွဲများတွင်စစ်တပ်ဗတ်မှလက်နက်ချအလင်းဝင်လူသူများလည်းစက်တိုက်ရှိနေပြီးလက်နက်ချအလင်းဝင်သူရှာချီ ရှိနေကြောင်းအေဒရင်းရင့်မြင့်ချွေအစိုးရသိရှိရသည်။ရခိုဆလမ်မီမုံရွန်ခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခတပ်တို့ရှော့တိုက်ဒုံများဖြင့်ပစ်ခတ်တိုက်ခိုက်ဆွဲတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းမုံရွန်မြို့ခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခတပ်အတွင်းတို့ရှော့တိုက်ဒုံများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာသုံးလုံးကြရပောက်ကွဲပြီးထိခိုက်ပျက်စီးမှုရှိနေကြောင်း Brave Warrior for Myanmar BW ဖွဲ့မှတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်တရင်ဌာနထံသို့ပြောကြားသည်။ရှမန်နီဇွန်လ14ရက်ည10:30မိနစ်ကမုံရွန်မြို့ အခြေဆိုင်ဂျမ်ဘတ်စက်ကောင်စီအနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခအတွင်းသို့တရံခုံမမရှော့တိုက်တုံသုံးလုံးမြင့်ပြက်ခတ်တိုက်ခိုက်ခဲ့ရာသုံးလုံးစလုံးနမခတပ်အတွင်းကြားရောက်ပောက်ကွဲခဲ့ပြီးနောက်ဆက်တွဲအခြေအနေပျက်စီးမှုအခြေအနေကိုဆက်လက်ဆုံးဆန်းနေစေဖြစ်ကြောင်းနမခတပ်အတွင်းမှလည်းချက်ချင်းပြင်လဲပြက်ခတ်မှုရှိခဲ့ကြောင်းသိရှိရသည် အကောင်ကြီးကြီးတကောင်လာလို့အစည်းဝေးလုပ်ပြီးစားဝဲတောက်ဝဲလုပ်တာကိုသိရလို့ပြက်ခတ်တက်ခတ်ခဲ့တာအဲ့ဒီစားဝဲတောက်ဝဲထက်ကိုလည်းတလုံးကြတယ်လို့သိရပါဗျ။နောက်ဆက်တွဲထိခိုက်သေးဆုံးပျက်စီးမှုအခြေအနေကတော့စုံစမ်းနေဆဲပါဟု PWN ဖွဲ့မှတာဝန်ရှိသူကရှန်ကုန်ခေတ်သစ်တရင်ဌာနတန်းသို့ပြောကြားသည်။ အဆိုပါတိုက်ခိုက်မှုကို Bravery for Myanmar PWM ဖွဲ့ဦးဆောင်စီမံဖွဲ့ဖြင့် Sharu Mongya ဖွဲ့ရွှေသရီကံမဟာမိတ်တရင်နဲ့ Justice Brother for အဖွဲ့တို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး Mission for ဆောင်ခဲ့သောရဲဝံများအလုံးပေးခြင်းစွာပြင်လင်းဆုတ်ခွာနိုင်ကြောင်းသိရှိရသည်။ အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခါလီစကိုင်းတိုင်းမကွေတိုင်းမြောက်ပိုင်းနှင့်ချင်းပြည်နယ်တို့ရှိလက်ယုံတပ်ဖွဲ့များကိုအဓိကမိပေးကွက်ကဲနေသောဌာနချုပ်ဖြစ်ပြီးတော်လိုင်းအင်အားစုများကိုနှီးမျိုးစုံဖြင့်နှိမ်နေနေသောဌာနချုပ်ဖြစ်ကြောင်းရခုနောက်ပိုင်းတွင်စစ်တပ်လေတီများဒရုန်းများကိုလည်းနာမခရဲမင်း ပင်မအထိုင်ထား၍တော်လိုင်းအင်အားစုများကပြည်သူလူထုကိုပါနှီးမျိုးစုံဖြင့်နှိပ်စက်တက်ဖြတ်နေသောကြောင့် BW Mission 41ဖြစ်ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိပေထားသည်။ထို့အပြင်နမကတွင်ပြောင်းလဲရှုံ့ဝေကျင်းပမည်ကိုကြားသိရသောကြောင့်စစ်ကောင်စီနှင့်အပေါင်းပါများအမလုံခြုံသည့်စိတ်ခံစားချက်နှင့်အမြဲတမ်းချိန်ချောက်ခံနေရသည့်ခံစားချက်ကိုရရှိစေရန်ရည်ရွယ်ကြောင်းအထက်ဆင့်သိပေထားသည်။ Mission ဖြစ်မြောက်ရေးအတွက်အပတ်ပတ်မှကူညီပေးကြသောနေမြေကန်တော်လိုင်းအင်အားစုများကိုလည်း BW ဘွဲ့မှအထူးကျေးဇူးတင်ရှိ ပါကြောင်း PWN နဲ့မဟာမိတ်တို့သည်စစ်ရှုံးကောင်စီလီတက်နှင့်အကြီးစားစီရေးပြစ်မှတ်များကိုပြည်သူ့ကိုယ်စားဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းပြောဆိုသည်ရှိခိုဆလဘီတော်လင်းတက်တွေမနက်လာမလာညနေလာမလာဟုတချင်းစုက လောင်ပြောင်းခဲ့သည့်အုတ်ချုပ်ရင်မှုအဖွဲ့ကြုံပြောမှထွက်ပြေးရန်စီစဉ်နေဆွဲတဲ့ရင်ကိုတင်ဆက်ပေးပါမရှင်။ ။အေရီတိုင်းကျုံပြောမျိုးနဲ့အတွင်းသို့ရှခုရှပိုင်းတွင်စစ်ရှုံးစစ်ကောင်စီတပ်များတက်ဆုတ်ပြေးလာသည့်အတွက်ရဲတပ်ဖွဲ့ဝင်ရရှိတချို့နှင့်အုပ်ချုပ်ရေးမှူးများကျုံပြောမှထွက်ပြေးရင်စီစဉ်နေကြောင်းသိရှိရသည်။ရေကြည်မြို့နယ်အမြောက်တပ်အမတ344အမြောက်တပ်လက်နက်ကြီးများပြီးခဲ့သည့်ဇွန်လ12ရက်နေ့တွင် ကျုံပြောခလိုင်းရ36တို့ပြောင်းရွှေ့ထားပြီးစစ်ကောင်စီတပ်ဖွဲ့တချို့ပါတက်ဆုပ်ပြေးလာတဲ့အတွက်ကျုံပြောအုပ်ချုပ်ရေးပိုင်းမှာတာဝန်ရှိသူများကပိုင်ဆိုင်မှုများကိုတိုက်စီကကိုလိုယုံတပ်ပြင်းစီမံမှုများရှင်နေကြောင်းဒေသခံများထံမှသိရသည် တော်လိုင်းတက်ပွဲများကိုမနက်လာမလာညနေရောက်မလာဆိုပြီးတခြင်းစုကလောင်ပြောင်းခဲ့သည့်အုပ်ချုပ်ရေးမှုနှင့်အဖွဲ့သည်ကျုံပြို့သို့စေရေးရောက်ရှိမိကိုဆိုရမည်ထွက်ပြေးရန်စီစဉ်နေခြင်းဖြစ်ကြောင်းဒေသခံများမှထံမှသိရသည်ကျုံပြို့မြို့နယ်စီမံအုပ်ချုပ်ရေးမှုပိုင်းမှဘုံမှုနေအောင်သည်အုပ်ချုပ်ရေးမှုများကိုရခုဘတ်တွင်စုမှုနယ်တသားတင်များစုဆောင်ပြန်ဖျားပေးနေတော်လဲအုပ်ချုပ်ရေးမှုနှင့်အဖွဲ့မှပြေးရန်သာစီစဉ်နေကြကြောင်းသိရှိရသည်ကျုံပြို့ခလာရ36အတွင်းစစ်ကောင်စီများတက်ဆုပ်ပြေးလာရပြီးအထက်ရာရှိ များကလူရင်ရပြန်လဲစုပွဲကရှေးကြည့်တို့ပြန်လဲပို့ဆောင်ရင်စစ်စစ်နေချောင်းကိုလည်းထေသောင်းခံတရင်ရင်မြများထံကသိရသည်ရှေးကြည့်မြို့နယ်အမြောက်တက်344ကိုတော်လိုင်းတပ်ဖွဲ့များကအနီးကဝင်ရောက်တိုက်ခိုက်နေပြီးအသက်ဆောက်လုထားတဲ့နှစ်ထပ်အင်္ဂရီဘဏ်ကားများကိုပါလက်နက်ကြီးများဖြင့်တိုက်ခိုက်နေကြောင်းသိရှိရသည်